လုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေရဲ့ teaching approach and method ဆိုတဲ့ပေါ့နော်သင်ကြားနည်းရဲ့အကြောင်းလေးမှာဆိုရင်အဲကစားခြင်းပေါ့နော်ကစားနည်းရနေပြီးတော့ကျမတို့ဖန်တီးတီထွင်ကစားခြင်းအကြောင်းလည်းကျွန်မဆွေးနွေးလုပ်ပြီးသွားပြီအဲစိတ်ကူးနဲ့ပေါ့နော်ဒါစိတ်ကူးဉာဏ်နေနဲ့ မိမိရဲ့စိတ်ကူးထဲမှာပေါ်လာတဲ့အကြောင်းအရာတွေကစားခြင်းအကြောင်းရင်းလေးကိုလည်းကျွန်မဆွေးနွေးလို့ပြီးသွားပြီ။အဲ့လိုမျိုးစိတ်ကူးပုံဖော်ပေါ့နော်စိတ်ကူးပုံဖော်ကစားတဲ့နီလန်းအကြောင်းလည်းကျွန်မဆွေးနွေးပေးခဲ့ပြီ။ယနေ့မှဆွေးနွေးပေးမယ့်အကြောင်းအရာလေးကကြတော့ကျွန်တော်တို့တိဆောက်ကစားခြင်းပေါ့နော်။ကလေးတွေကတိဆောက်ကစားရတာအထူးသဖြင့်ယောက်ျားလေးတွေဆိုပို့ပြီးတော့နှစ်သက်ကြတယ်။မိန်းကလေးတွေလည်းနှစ်သက်ကြတာပါပဲ။တိဆောက်ကစားခြင်းပေါ့နော်။တိဆောက်ကစားတဲ့အခါမှာအတုံးလေးတွေနဲ့တိဆောက်ကစားမယ်။စက်ကူလေးတွေနဲ့ဒီမှာဆိုရင်ကျွန်တော်တို့အဲစက်ကူ တီရှူးလေးတွေလေတီရှူးလေးကကြံနေခဲ့တဲ့အအခွန်လေးတွေရဲ့နောက်တစ်ခါဂတ်ထူပြားလေးတွေနဲ့သူတို့တွေတီဆောက်ပြီးတော့ကစားထားတဲ့ပြည်ကစားကလေးတွေလှုပ်ဆောင်ထားတဲ့ဒါအရာလေးတွေလည်းဖြစ်တယ်ဆက်ကူလေးတွေနဲ့သူအစင်းစင်းလေးတွေလှုပ်ဆောင်ပြီးတော့ကစားတယ်အဲခုနလိုအတုံးလေးတွေနဲ့ကစားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်သဲနဲ့ပေါ့နော်သူတို့တွေကန်လေးတွေလှုပ်တယ်အစီဟွာ ဒါလေးတွေကိုသူတို့တွေဒီအမို့လေးတွေလုပ်တယ်ပေါ့နော်ဒါမျိုးလေးတွေနဲ့ပေါ့နော်သူတို့တွေကတိဆောက်ကစားရဲသူ့စိတ်ထဲမှာပေါ်လာသလိုကစားနေတာနောက်တကလှေလေးတွေလုပ်တယ် အဲဒါလေးတွေကလည်းခုနပေါ့နော်ကျမတို့စက်ကူလေးတွေနဲ့လှူထားခြင်းဖြစ်တယ်ဒီမှာဆိုလဲကားလေးတွေဒါလေးတွေကိုသူတို့ဒါသူတို့ရဲ့စိတ်ကူးထဲမှာပေါ်လာတယ်လို့သူတို့လှူဆောင်ပြီးကစားခြင်းဖြစ်တယ်နောက်တစ်ခါပြည့်အယုတ်တေးသေးလေးတွေဒါမျိုးလေးတွေနဲ့ပေါ့နော်သူတို့တွေအဲတိဆောက်ကစားထားတာဖြစ်တယ်ပုံဖော်ထားတာပေါ့နော်ဒီဟာဆိုရင်တော့အိမ်လေးတွေပိရမစ်ကလေးတွေအဲဒီမှာဆိုလဲသူတို့ရဲ့စက်ကူလေးတွေနဲ့သူတို့အဲပုံဖော်ခြင်းနဲ့ ပုံတရံလေးရင်းနဲ့ပေါ့နော်ပုံပေါ်ထားတယ်တဲရီနဲ့ဒါဟိုကစားတယ်ကံလေးတွေလှုပ်တန်းကစားတယ်အဲ့လိုပဲအယုတ်ကလေးတွေနဲ့ပေါ့နော်ဒါသူတို့တွေတလေးဆက်ဥရဲ့ငယ်စားလေးတွေလည်းတိဆောက်ပြီးကစားကြတာဟိုကလေးတွေရဲ့စိတ်ကူးထဲမှာအဲဖြစ်ပေါ်လာတယ်လို့ပေါ့နော်တိဆောက်ပြီးတော့ကစားနေကြတာလည်းဖြစ်တယ်အဲ့လိုမျိုးကစားခွင့်တွေကိုလည်း အခွင့်အရေးပေးရမှာဖြစ်ပါတယ်မြို့တော်ဒီဒီတင်ယူမှုအခွင့်အလမ်းတွေကိုဒီလူကြီးမိဘအုပ်ထိန်းသူဆရာသမားတွေကနေဖန်တီးပေးကြရမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်တစ်တုံးအရွယ်အမျိုးမျိုးတွေနဲ့ပုံစံအမျိုးမျိုးတွေနဲ့တိဆောက်ကစားလို့ရတယ်ပလတ်စတစ်တွေနဲ့လည်းနောက်တကအိမ်ဆောင်အတုံးတွေနဲ့လည်းတိဆောက်ကစားလို့ရတယ်အဲဒါမျိုးလေးတွေနဲ့ပေါ့နော်သူတို့စိတ်ကူးတဲ့ကစားခွင့်တွေပေးရမှာဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ကစားခွင့်ပေးခြင်းဟာတဲ့ လက်ကိုကျွမ်းကျင်စွာအသုံးပြုလာနိုင်တယ်။လက်ကဒီတိဆောက်ပြီးဆိုတော့လက်ကလေးရဲ့အဲလက်ကဲပေါ့နော်အနေထားတွေအလဲပြောင်းတွေအချိုးကွေတွေကိုသူတို့တွေဟန်ချက်ညီညီလှုပ်ဆောင်နိုင်မှဒီလိုမျိုးဟိုတိဆောက်ကစားလို့ရတာဆိုတော့နော်ဒီလိုမျိုးတိဆောက်တဲ့ပုံလေးတွေကပေါ်လာမှဖြစ်တဲ့အတွက်ဒါကြောင့်လက်ကိုကျွမ်းကျင်ကျင်သူတို့အသုံးပြုလာနိုင်မယ်ဒီလိုမျိုးကစားရင်းနဲ့ပေါ့နော်တိဆောက်ကစားရင်းနဲ့နောက်တစ်ခါပုံတန်အရွယ်အစားသဘောတရားတွေပုံတန်လည်းသူ့သဘောဒီလိုမျိုးပုံတန်လေးတွေကသူ့အရာ 尼，拄啊、ま，解任务是吗？ အဲမိမိတို့လိုချင်တဲ့ပုံစံတန်လေးကတိဆောက်လို့ရတာဟုတ်အဲ့တော့ပုံစံတန်အရွယ်အစားရဲ့သဘောတရားတွေကို နားလည်လာမယ်တီထွေဖန်တီးနိုင်တဲ့စွမ်းရည်တွေတိုးတက်လာစီမှာလည်းဖြစ်တယ်။ဒါကြောင့်တီထင်ဖန်တီးနိုင်စွမ်းတွေတိုးတက်အောင်အခုလိုမျိုးတီထက်တိဆောက်ကစားလို့ရမယ်။အဲပစ္စည်းလေးတွေကိုသူတို့ကိုဖန်တီးပေးထားရမှာဖြစ်ပါတယ်။ဒီလိုမျိုးတိဆောက်ကစားရင်းနဲ့ကလေးတွေရဲ့လက်ကလေးတွေကလည်းတန်မာပြီးတော့လက်ကိုကျွမ်းကျွမ်းကျင်ကျင်သူတို့တွေအသုံးပြုလာနိုင်မှာလည်းဖြစ်ပါတယ်ရှင်။ ။နောက်ပြီးတော့တိဆောက်ကစားတဲ့နေရာမှာကျွန်တော်တို့ပေါ့နော်အများကြီးဒီစက်ကူလေးတွေနဲ့လှုပ်လို့ရတယ်စက်ကူလေးတွေနဲ့ဆိုရင်စက်ကူလေးမြန်လေးတွေလှုပ်လို့ရတယ်လေးမြန်လေးတွေနဲ့လေကျွန်တော်တို့တယောက်ကိုတယောက်တောင်းကျွန်တော်တို့ငငယ်ရဆိုရင်ဟိုပစ်တန်းကစားခဲ့ကြတာကိုအဲအဲ့အမျိုးလေးတွေပေါ့နော်ဒါစက်ကူလေးရင်လေးတွေလှုပ်ရမယ်ဒါဆိုရင်လည်းစက်ကူလေးရင်လှုပ်ရတယ်သူ့ကိုအစင်းစင်လှုပ်ဆောင်ရတာဖြစ်တဲ့အတွက်တစင်ချင်းစီမှာလှုပ်ဆောင်ရမယ် အကြောင်းအရာလေးပေါ့နော်ဒါလေးကိုတို့တို့လှုပ်ဆောင်တတ်လာစေမယ်အစင်းစင်မှတ်သားရမယ်ဆိုရဲမှတ်သားမှုစွမ်းရည်လေးတိုးတက်လာစေမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်တိဆောက်ကစားခြင်းမှာစက်ကူလေးရင်မြန်လေးတွေလှုပ်တန်းကစားခွင့်ပေးရမယ်မြားတန်လေးတွေပြုလုပ်ပြီးတော့ကစားမယ်ဒီအားဆိုလို့သူကခောက်ရတာကိုစက်ကူကိုခောက်ရတာဖြစ်တဲ့အတွက်တို့ လက်ချောင်းလေးတွေကိုအသုံးပြုရမယ်နောက်တစ်ခါဒီခောက်လိုက်တဲ့အခါမှာအစင်နေရှိတယ်ဒီအစင်လေးတွေကိုတို့မှတ်မိလာစေမယ်မှတ်မိလာတဲ့ တပြိုင်တည်းတည်းသူတို့ရဲ့မှတ်ညံဆွဲရည်တွေပါတိုးတက်လာစီမှာလည်းဖြစ်ပါလေရှင်။နောက်ပြီးတော့ကျမတို့တ िश ူးတွေနဲ့ပေါ့နော်။ရောင်စုံအသေးပုံလေးတွေပြုလုပ်တယ်ဒီတ िश ူး ဒါမျိုးလေးတွေကလည်းသူတို့တွေဒါကလေးတွေရဲ့လက်ချောင်းတွေစိတ်ကူးညံတွေကိုဖွံ့ဖြိုးလာစေတာလည်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ငားလေးတွေငားပုံလေးတွေလည်းလှုပ်လို့ရရလीဒါစက်ကူလေးတွေနဲ့ပဲလှုပ်တာ။ပြီးရင်ပိုက်နဲ့လေပံကာလေးတွေလှုပ်တာဒီမှာဆိုရင်ပိုက်ချောင်းလေးနဲ့ကျောင်းတချို့ကလေးတွေလှုပ်တာဆိုအရှိမအောင်ချိတ်ချိတ်ထားကလေးတွေ့ဦးတယ်နော်။ဒါမျိုးလေးတွေကလေးတိုက်လို့ရှိရင်သူကလဲနေတာကိုကလေးကလည်းသူလှုပ်ထားလေးကဒီလိုမျိုးလေးဟို ပုံတံလေးရထားတယ်သူလည်းတအားဝမ်းသာတာလေသူသူဧည့်သည်လာရတော့တားလုထတာလေးဒီဟာလေးရဆိုပြီးအဲ့လိုမျိုးပေါ့ပြပြတတ်တယ်သူကျေနပ်ပီတီဖြစ်တာပေါ့နော်သူတီဆောက်ကစားခြင်းကနေရလာတဲ့အခြေအနေလေးကိုသူတို့တွေကျေနပ်နေတတ်တယ်ဒါမျိုးလေးတွေကိုဆက်ပြီးတော့လှုပ်ဆောင်ခြင်းနဲ့တီအတူအတီသေးတွေတိုးပွားလာစေတယ်ဒါကြောင့်ဒီလိုမျိုးတီဆောက်ကစားဖို့အတွက်ဒီလိုပစ္စည်းလေးတွေကိုလည်းအဲသူတို့ကစားလို့ရအောင်ဒါ ဖန်တီးပေးထားရမယ်၊ကူညီပေးထားရမှာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ပိုက်တို့လေပန်ကာတို့နဲ့လည်းဒါကလေးတွေဟိုတိဆောက်ကစားလို့ရတယ်။နောက်တစ်ခါဖော်လေးတွေနဲ့ပေါ့နော်။ဒီအားဆိုရင်ကျမတို့ဖော်လေး ဖော်လုံးလေးကိုခုနခဲဘက်ကလေးနဲ့ပတ်ထားလိုက်တာဒါဆိုရင်တင်မောလေးဖြစ်သွားအောင်လေတင်မောလေးပေါ့နော်သူတို့ကဒီဟာလေးတွေကိုလှေလေးတွေလို့တင်မောလေးတွေလို့ပေါ့နော်တိဆောက်ကစားကြတာဒီမှာဆိုရင်ဖော်လို့ငားလေးတွေနဲ့လှေလေးတွေပေါ့နော်ဒီမှာဆိုရင်ဒီမှာဒီကလေးလေးလှုပ်ထားဆိုရင်ဒီလှေလေးကိုသူကအလန်လေးတောင်သူကဒီဒီကြီးရွက်ကလေးပေါ့ရွက်တိုင်လေးတောင်တတ်ထားလိုက်သေးတယ်အဲဒီကလေးရဲ့စိတ်ကဘလောက်စစ်ဆက်တုံးပေါ့နော် ဟိုသူကလေးတွေရဲ့စိတ်ဆက်တုံသူတို့ရဲ့အမြင်အာရုံဘလောက်မှတ်ဉာဏ်တွေဘလောက်ကောင်းလို့ဆိုတာကိုကျွန်တော်တို့ဒီမှာဟိုပဲမြင်တွေ့လို့ရတယ်။ဒီဟာဆိုလို့ရှိရင်ဖော်လေးတွေနဲ့သူတို့တွေလှေလေးတွေတိဆောက်ကစားထားတာဒီလှေလေးမှာဆိုရွက်တိုင်လေးတောင်ပါလိုက်သေးတယ်တကားကိုတော်တဲ့ကလေးနော်။ကလေးတွေကိုလေ့ကျင့်ပေးလေ့ကျင့်ပေးတယ်လို့ပဲဉာဏ်ကြီးတွေကဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးတိဆောက်ကစားခြင်းဟာတီထွင်ဖန်တီးနိုင်တဲ့ဉာဏ်ကြီးတွေတိုးမြင့်စေပါတယ်တဲ့။ တီထွင်ဗန်တီနိုင်တဲ့ဉာဏ်ကြီးတွေတို့မြင်စေတယ်။ဒါကြောင့်ဒါကျွန်တော်တို့ဒီလေရင်မြန်လေးတွေ၊မြားလေးတွေ၊ခုနလိုမျိုးပန်ကာလေးတွေ၊ခုနလှေလေးတွေပေါ့၊တင်မောလေးတွေရာစာမှာပေါ့နော်။တို့တွေဟိုတီဆောက်ပြီးတော့စက်ကူလေးတွေနဲ့ပဲလှုပ်တာ။တခြားတံမိုးကြီးပစ္စည်းတွေလည်းပါတာမဟုတ်ဘူး။တကယ်ကိုစွန့်ပြေးရပြပြလေရမယ်ပစ္စည်းတွေကိုကလေးတွေဟာပြန်ပြီးတော့ဒီလိုမျိုးတီထွင်ဖန်တီးပြီးတီဆောက်ကစားရင်းနဲ့မှရရှိလာတဲ့ အကျိုးကျေးဇူးတွေလေးလည်းဖြစ်တယ်။တိဆောက်ကစားရင်းနဲ့မှသူတို့တွေဒီလိုမျိုးပုံလေးတွေလှူဆောင်တတ်လာတယ်။အဲ့ဒီလိုလှူဆောင်တတ်လာခြင်းဟာကျွန်တော်တို့ရဲ့ကလေးတွေကိုတီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေတုံးမြင့်လာစေတာလည်းဖြစ်ပါလေရှင်။အဲ့လိုပဲနောက်ကိုလက်လှူရှာကစားလှူခြင်းရတယ်အရေးကြီးတယ်။ ကိုလည်းလှုပ်ရှားအကစားလှုပ်ခြင်းဟာကျမတို့အုံနောက်ပိုင်းဆိုင်ရာညံရီကိုလည်းဖွံ့ဖြိုးတည်သလိုပဲခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းဖွံ့ဖြိုးလာစေတယ်။ဒါကြောင့်တို့တွေကိုပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဘောလုံးကန်ခိုင်းရမယ်။ကလေးနဲ့လျော်ညီတဲ့ဘောလုံးလေးတွေပေါ့ဘောလုံးကန်ခိုင်းခြင်းနေနောက်တခါပြေးခြင်းနေလမ်းမပေါ်ဘောလုံးကန်ခိုင်းရင်တော့အန္တရာယ်များနိုင်တယ်။အဲ့တော့ကလေးတွေအန္တရာယ်မရှိအောင်အဲအနေကိမဲ့နေရမျိုးမှာဘောလုံးကန်ခိုင်းခြင်းနေပြေးခိုင်းခြင်းနေဒီမှာဆိုရင်ဒန်းစီးခြင်းနေရှော ောစီးခြင်းနေပေါ့နော်စီစောတွေစီးခြင်းနေဒါတွေကကျမတို့ကလေးတွေကိုခန္ဓာကိုယ်လှုပ်ရှားပြီးမှကစားရတဲ့လေ့ကျင့်ခန်းတွေဖြစ်တယ်ဒီလိုမျိုးလေ့ကျင့်ခန်းတွေလှုပ်စေခြင်းကိုလည်းဒါလှုပ်လှုပ်ခွင့်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးကိုယ်လက်လှုပ်ရှားကစားခြင်းဟာတဲ့ကလေးတွေကိုတဲ့ကိုယ်ခန္ဓာတမန်တန်ဆွမ်းစေရယ်ကိုယ်ခန္ဓာကိုလည်းတန်တန်ဆွမ်းစေတယ်လို့ပဲအပေါ်နဲ့အောက်နဲ့အဲသဘောတရားတွေကိုလည်းသူတို့သိတယ်။မြင်ချင်းနှီးချင်းသဘောတရားတွေကိုလည်းသိလာမယ်တဲ့ ကျမတို့ကလေးတွေကိုခုနလိုမျိုးပေါ့နော်ဟိုဒီစီစောစီးရဲ့စီစောစီးရင်တယောက်ကအပေါ်ရောက်သွားလိုက်တယောက်ကအောက်အောက်ကျသွားလိုက်အပေါ်ကျအပေါ်ရောက်လာလိုက်အနှိမ့်အမြင့်ပေါ့နော်အပေါ်နဲ့အောက်ဆိုတဲ့သဘောတရားတွေကိုကလေးကတကယ်ကိုကျမတို့ pre-lit ဒီ preschool level ကလေးကသူတို့တွေဒါတွေကိုသဘောတရားတွေကိုနားလည်လာမှလည်းဖြစ်တယ်။နောက်တစ်ခါမြန်ရင်းနေခြင်းတွေဟဲ့မြန်လွန်းတာအနေအများတွေဖြည်းဖြည်းလေးစီးမယ်။ဟဲ့ဒါမျိုးတွေပေါ့နော်။မြန်ရင်းနေခြင်းရဲ့သဘောတရားတွေကိုသိရှိနားလည်စီမယ်။ဒါကြောင့်ဉာဏ်ကြီးတွေကိုလည်းဖွံ့ဖြိုးလာစီတယ်။ကျွန်တော်တို့ကလေးတွေကိုကိုယ်လက်လှုပ်ရှားအားကစား စီချင်းอ่ะပေါ့เนาะကိုလဲလှုပ်ရှားအားကစားစီချင်းဟာခန္ဓာကိုယ်လဲတန်ဆွမ်းစီတယ်လို့ပဲအပေါ်အောက်ဒီအနည်းအမြန်တွေကိုလဲသိရှိလာစီတယ်လို့ပဲဉာဏ်ရည်တွေကိုလဲဖွံ့ဖြိုးလာစီတာလည်းဖြစ်ပါတယ်ဒါကြောင့်ကလေးတွေကိုပေါ့เนาะအဲ့တော့အမျိုးမျိုးပေါ့တိဆောက်ကစားခွင့်နေလဲပေးရမယ်အဲတိဆောက်ကစားခွင့်ပေးတဲ့အခါမှာသူတို့ရဲ့တီတွင်ဖန်တီးနိုင်တဲ့ဆွဲရည်တွေဖွံ့ဖြိုးလာစေမယ်။ကိုလက်လှုပ်ရှားအားကစား လုပ်ချင်းတွေကိုလည်းပေးရမယ်ခွင့်လန်းတွေပေးရမယ်အန္တရာယ်မရှိအောင်ပေါ့ဒါအုတ်ထင်းသူလူကြီးမိဘဟာအမြဲတစေကြီးစုဆောင်ရှောက်ပေးမယ်အဲသူတို့တွေတဲ့အန္တရာယ်ရှိရှိနိုင်မယ်ဆိုရင်ဟိုကြိုတင်ကာွယ်ပေးရမယ်အဲဒါမျိုးလေးနေပေါ့နော်အားကစားလေးဟိုစီစောသွားစီရတော့လူစီတာတော့ဘာလို့မဖြစ်အောင်ပေါ့နော်တယောက်နဲ့တယောက်အနိုင်ကျင့်ပို့ကြတာတွေမဖြစ်အောင် အဲကြည့်ရှုထိမ့်သိမ်းစောင့်ရှောက်ပေးရမယ်အဲ့လိုမျိုးလှုပ်ဆောင်ညင်ကကျွန်တော်တို့ကလေးတွေကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာလဲတန်ဆွမ်းစေတယ်လို့ပဲသူတို့တွေရဲ့ဉာဏ်ဤပိုင်းဆိုင်ရာတွေကိုလဲဖွံ့ဖြိုးစေတယ်ဒါကြောင့်ဟိုမိမိတို့ရရှိစေခြင်းနဲ့အရေးသေးကိုလဲရရှိလာသေးတာနဲ့တပြိုင်နက်ပဲသူတို့မှာဖွံ့ဖြိုးလာမယ်ဉာဏ်ဤပိုင်းဆိုင်ရာတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါ ဖွင့်ပြလာတယ်ပေါ့နော်အဲ့လိုမျိုးဖွင့်ပြအောင်တင် जा တဲ့နေခါမှာလဲသူတို့ရဲ့ကလေးရဲ့တဘာဝနဲ့ kait ညီတဲ့နီလန်းနေတယ်ကလေးတွေကိုတင် जा ပေးမယ်ကိုလဲလှုပ်ရှားအကစားလှုပ်စီခြင်းတွေရလဲကလေးတွေရဲ့ကနာကိုနဲ့ညာရီပိုင်းဆိုင်ရာတွေကိုဖွင့်ပြတိုးတက်စေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်